အမရာပါအမရာဒီနေ့ဖတ်ပြပေးမယ့်စာအုပ်ကလေးကတော့ဆရာဦးပေါင်းတာတို့ရဲ့တုံညရဲကအမေကြီးဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အမရာနဲ့အတူတူစာဖတ်ကြရအောင်နော်ကျွန်တော်တို့အရက်ထဲမှာအသက်80ကျော်တဲ့အငိမ့်စားကျောင်းအုပ်ဆရာမကြီးတယောက်ရှိတယ်သူ့နာမည်ကဒေါ်မေကြီးရဲ့ကျွန်တော်တို့တရက်ကွက်လုံးကသူ့ကိုအမေကြီးလို့ပဲခေါ်ကြတယ် အမေကြီးတချင်းဆိုကောင်းတယ်ပုံပြောကောင်းတယ်စကားအပြောလည်းကောင်းတယ်အပြိုကြီးတယောက်လည်းဖြစ်တယ်ပင်စင်ယူပြီးကလေးကအရက်ထဲမှာတော့တိတ်မနေပါဘူးတနှစ်ကိုရှစ်လလောက်မှာတရားစခန်းဝင်နေတတ်တယ်အမေကြီးကအရက်ထဲကိုပြန်ရောက်တဲ့အချိန်မှာ ကျွန်တော်အိမ်ကို အလဲလာတတ်တယ်အလဲလာရင်လည်းမှတ်သားဖွယ်ရာစကားတွေပြောတတ်တယ် ဟိုတနေ့ကအမေကြီးနဲ့ကျွန်တော်စကားပြောဖြစ်တယ်အမေကြီးဒီတစ်ခါတရားစခန်းဝင်လာတော်တော်ကြာတယ်နော်အေးကွယ်မဟာစည်ရိတ်တာမှာပဲဝါရင်တရင်လုံးအမေနေခဲ့တယ်တရားလဲအားထုတ်တယ်ဝေယဝစ္စလဲလုံရင်းပေါ့ကွယ်အချိန်တွေဘလို့ကုံသွားမှန်းကို မသိပါဘူးကွယ်အသက်တွေကြီးလာတော့အချိန်ကုန်မြန်တယ်လို့ခံစားနေရတယ် ဟုတ်တယ်အမေကြီးရဲ့ငငယ်တုန်းကဆိုရင် နွေရာသီចောင်းပည့်ရက်ကိုအကြာကြီးလို့ထင်ရတာနော်အရွယ်လေးလည်းရလာရောနွေရာသီဆိုတာခဏလေးရယ်ဟုတ်တယ်ဒါရဲ့အချိန်တွေမြန်တယ်လို့သိလိုက်ရတဲ့အချိန်မှာကုံသွားတဲ့အချိန်တွေအတွက်နှမျောမိတယ်ကို့အတွက်လည်းအကျိုးမရှိအများအတွက်အများအတွက်လည်းအကျိုးမရှိပဲကုံသွားတဲ့အချိန်တွေအတွက် အမေကတော့ နောင်ကရနေမိတယ်။ကျွန်တော်ကတော့အမေကြီးတို့ဆုံးမလို့နည်းနည်းလေးတော့နားလေသလိုလိုရှိတယ်ဗျ။ဒီလိုဆိုရင်တောင်းကိုမေးခွန်းတစ်ခုမေးမယ်။အမေမေးတဲ့မေးခွန်းရဲ့အဖြေကမင်းရဲ့နေကစိတ်တဘာဝနဲ့ဆိုင်တယ်။မင်းရဲ့စိတ်ကနှိမ့်ကြရင်အမေမေးရဲ့မေးခွန်းအဖြေကိုခက်နှိမ့်နှိမ့်နဲ့တွေးပြီးဖြေမယ်။မင်းစိတ်တက်ကမြင့်ရင်တော့ အမေမေးရဲ့မေးခွန်းရဲ့အဖြေဟာအတိတ်ပဲရှိမှန်းမင်းသိလိမ့်မယ်အမေကြီးပြောမဲ့စကားကိုကျွန်တော်အယမ်းစိတ်ဝင်စားနေမိတယ်။ဘာများလဲအမေကြီးရဲ့ဒီမဲ့သားမင်းလူဖြစ်ရာကျိုးနှက်ချင်လားအမေဖြစ်ချင်တာပေါ့ဒါဆိုရင်လူဖြစ်ရာကျိုးနှက်ချင်တယ်ပေါ့ လူဖြစ်ရာကျိုးနှက်ချင်ရင်ခိုးရတဲ့ตาရဲ့အမေကြမ်းကြမ်းဖန်ဖန်မချမ်းသာလို့ခိုးနေကြတာမဟုတ်ဘူးလားကျွန်တော်ကတော့မခိုးရဲပါဘူးตาပဝင်းချင်းကိုကြည့်လိုက်စမ်းခိုးနေတဲ့သူတွေချမ်းသာနေကြတယ်လေအမေဘာရီရှောက်ပြောနေရတော့အမေရှောက်မပြောပါဘူးမင်းအတွေ့ရ တော်တော်နေနာပဲခိုးလို့မှမချမ်းသာရင်လူရတယ်ဒါရဲ့အမေရလဲဗျာကျွန်တော်ကအဟုတ်မှတ်လို့နားထောင်နေရအမေစကားကအမှန်ပဲဒါရဲ့လူနိုင်တဲ့သူတွေလဲချမ်းသာနေကြတာပဲလေမဟုတ်ဘူးလားအမေကြီးကကျွန်တော်ကိုခက်တီတီနဲ့စကားတွေပြောနေတယ်အမေကြီးကတခါတလေရှွတ်တက်နောက်တက်တဲ့သူဆိုတော့ ကျွန်တော်စနေတယ်လို့ပဲထင်နေမိတယ်။အမေတရားဆက်ပြောတယ်။ခိုးလို့လှုပ်လို့မှ မချမ်းသာရင်တတ်ရတယ်ဒါရဲ့တော်ပါပြီအမေကြီးရဲ့ခိုးမှလှုပ်မှတတ်မှချမ်းသာ ချမ်းသာရမယ်ဆိုရင်ကျွန်တော်ဒီစည်းစိမ်မျိုးကိုမလိုချင်ပါဘူးဗျာ။မင်းကတကယ်မချမ်းသာခြင်းမူလား။တကယ်လူဖြစ်ရခြင်းမနှက်ခြင်းမူလား။ မေကြီးကခိုးဖို့လူဖို့တတ်ဖို့ပြောနေတဲ့ဥစ္စာအဲ့ဒါလူဖြစ်ရကြိုးနှက်တဲ့ကိစ္စမှမဟုတ်ပဲဗျမင်းတော်တော်ခတ်တဲ့ကလေးပဲမင်းကမင်းရဲ့နှိမ်ကြတဲ့စိတ်နဲ့စဉ်းစားနေရဘူးအမေပြောတာကိုလည်းသေချာနားထောင်ပါဦးအမေကြီးကအထက်တန်းပြဆရာမတယောက်ဖြစ်ခဲ့မြမစာပြရင်သပင်တွေကလည်းတကောင်းလုံးမှာ ဖွေးလို့ဖြူးလို့ပိမ့်ပိမ့်ပါပါအသားကတော့ခက်လက်လက်နဲ့အရက်ကတော့နည်းနည်းရှိတယ်ခါတော့မကုန်းလေကျမ်းမာကြီးကအလွန်ကောင်းတယ်မိကြီးရဲ့မျက်လုံးတွေအမြဲတမ်းအယောင်တွေတောက်နေတယ်လို့ထင်ရတယ်ဒါပေမဲ့အမေကြီးကဗဇက်နည်းနည်းပြေးသွားတွေကတော့ကောင်းတော့မှာဒီမဲ့တာရဲ့တေးသေးချာချာနားထောင် အမေပြောပြမယ်အမေကြီးကရေတစ်ခွက်ကိုတောက်လိုက်တယ်ဒါဆိုရင်အမေကြီးတယောက်တော့စကားအများကြီးပြောတော့မယ်ခိုးတယ်ဆိုတာသူတပားပစ္စည်းကိုခိုးခိုင်းတာမဟုတ်ဘူးမနဲ့အရာထညာအရာဝင်တိုင်းဖျားရှိခိုးရမယ်လို့ပြောတာဖျားကိုမမေ့နဲ့တရားကိုမမေ့နဲ့တန်ခါကိုမမေ့နဲ့ ရတနာသုံးပါးကို မမေ့နဲ့မိဘဆရာသမားကို မမေ့နဲ့အမြဲတမ်းရှ िख ိုးပြီးအိပ်ရမယ်ရှ िख ိုးပြီးမှအိပ်ရထားရမယ်ကျေးဇူးကြီးသူတွေကိုယူသေးသူတိုင်းရှ िख ိုးသူတိုင်းကြီးပွားချမ်းသာကြတယ်ခင်မွန်းကြီးဆယ်ပါးကိုမမေ့သူတိုင်းလူဖြစ်ရာကျိုးနဲ့တဲ့တားရဲ့အမေကြီးပြောတော့လည်းဟုတ်သားပဲ ကျွန်တော်တို့ကဖះရှိခိုးဖို့တောင်မေ့နေကြတယ်။အမေကြီးကသူ့စကားကိုဆက်ပြီးပြောရင်ဒီလိုပဲလူရရင်ဆိုတာသူတပားအဥ္စာပစ္စည်းကိုလူရမယ်ရက်ရမယ်လို့ပြောတာမဟုတ်ဘူး။ဝိပဿနာတရားကို အချိန်လူပြီးအားထုတ်ရမယ်လို့ပြောတာဝင်လေထွက်လေအာနာပါနရှုမှတ်မှုကို အချိန်လူပြီးလုပ်ရမယ် ငါမအားလို့ငါအလုံးရှုံနေလို့ဆိုပြီးဝိပဿနာကမ္မထံတရားကို အာမထုတ်ပဲမနေရဘူးအချိန်လို့ပြီးမနဲ့အရာထတစ်ကြိမ်ညအရာဝင်တစ်ကြိမ်နာယူဝတ်လောက်တော့အ ਨੇ ဆုံးလုပ်ရမယ်ဒါရဲ့အဲ့ဒီလိုအာနာပါနကမ္မထံတရားကိုအာထုတ်သူတိုင်းစိတ်ချမ်းသာကြတယ်ဝိပဿနာတရားဆိုတာကိုယ့်ရဲ့စိတ်ကိုကိုပြန်ကြည့်တဲ့လေ့ကျင့်ခန်းပဲကွယ် ဟုတ်ပါတယ်လေကျွန်တော်ကအလုတ်ထဲမှာပဲအချိန်တွေကုန်နေငွေနောက်ကိုလိုက်နေတယ်အောင်မြင်မှုနောက်ကိုလိုက်နေတယ်တစ်နှစ်မှာတစ်ခါတော့တာတရားစခန်းသွားတာကိုပဲလူတော်ကြီးလူလိမ္မာကြီးလူသူတော်ကောင်းကြီးအယောင်ဆောင်နေဒီမဲတာရဲ့တိုက်ရမဲဆိုတာကိုရောသိလားသူများအသက်ကိုတတ်ခိုင်းတာမဟုတ်ဘူးကိုရင်ထဲမှာဖြစ်နေတဲ့ လောဘစိတ်ကိုတတ်ရမယ်ဒေါသစိတ်ကိုတတ်ရမယ်အတ္တနဲ့မာနစိတ်တွေကိုတတ်ပြရမယ်ကိုထက်တာလို့မနာလိုတဲ့စိတ်တွေအိတ်တာမျက်စိမှ misery ရစိတ်တွေကိုအိတ်တာ misery ရစိတ်တွေကိုတတ်ပြရမယ်ဒါမှစိတ်ချမ်းသာမှာနော်တိမ့်ပိုက်လိုတဲ့လောဘစိတ်နဲ့ ရှင်သန်နေထိုင်ခြင်းဟာလူဖြစ်ရာကြိုးမနှက်ဘူးအဲ့ဒီစိတ်တွေဟာကိုကိုကိုမီးရှို့နေတဲ့စိတ်တွေပဲကိုယ်စိတ်ထဲမှာအစင်အမြဲဖြစ်နေတဲ့လောဘဒေါသမောဟမာနအတ္တစိတ်တွေကိုအတ္တစိတ်တွေကိုဂတိဆိုတဲ့လက်နက်နဲ့တပ်ပြစ်မှရမယ်တဲ့ ဒါမှစိတ်ချမ်းသာမှာအဲ့ဒါကိုအမေကပြောတာအမေကြည့်စကားကမှတ်သားစရာကောင်းလိုက်တာအစကတော့ဘာလို့လိုကြီးလို့ထင်နေတာကဲဒီမဲ့သားရေ အမေလည်းပြောင်းအောင်မယ်မင်းလည်းလူဖြစ်ရကျွတ်ပြီလားလို့စဉ်းစားအောင်ခိုးတင်တာကိုခိုးရမယ်မခိုးတင်တာကိုမခိုးရဘူးဒီလိုပဲလူတဲ့နဲ့ကိစ္စကိုလူရတယ် မလူတဲ့နဲ့ကိစ္စကိုမလူရဘူးတတ်တဲ့နဲ့ကိစ္စကိုလည်းတတ်ပေါ့ကွယ်ဒါမှစိတ်ချမ်းသာမှာကွယ်အမေကြီးကပြောပြောဆိုဆိုမတ်တက်ရက်လိုက်ပါလေအမေသွားတော့မယ်တော်သားရေအမေကြီးရဲ့ခြေလမ်းတွေကတင်းငိမ့်နေအပြုံးတွေကလန်းဆန်းနေအတွေးတွေကလက်ဆက်နေစိတ်ဓာတ်တွေကရှင်းတက်နေနှလုံးသားကကြည်ညိုနေ ပေးပါပါရှင် အမရာစာဖတ်ပြတာကိုကြိုက်နှစ်သက်တယ်ဆိုရင်အမရာရဲ့ channel လေးကို like and share နဲ့ subscribe လေးလုပ်ပေးပါအောင်เนาะကျေးဇူးများကြီးတင်ပါတယ်